Miss Grand Myanmar ခုချီခေတို့ရဲ့ဒီ Miss Grand International ဟာဆိုလို့ရှိရင်ဒီသူရဲ့ theme ကို spy theme entertainment theme ဖြစ်နေတော့ JK လည်းအဲ့ဒီမတိုင်ခင်တုန်းကမြန်မာစားမှာဆိုလို့ရှိရင်အများကြီးသွားခဲ့တယ်ပေါ့နော်အဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကတော့ JK တို့အတက်များဖြစ်နေမလား JK တို့ရဲ့ national costume ဆိုလို့ရှိရင် JK တို့မြန်မာနိုင်ငံမှာရှိတယ်လုံးဝအစစ်အမှန် အမွေအနစ်ပေါ့ကွယ်အလို့ရတွေကတခုကိုပဲခြေခေလို့ရွေးပြီးတော့ချပြတော့မှဖြစ်ပါတယ်ဒီကိုယ့်ရဲ့ NC နဲ့ light ပတ်အောင်အမြိုင်လုပ်သွားမှဖြစ်ပါတယ်ရှင့်မြန်မာဖြစ်ကြတဲ့အာ GK ကအမြဲတမ်း ကိုကိုကိုပြင်ဆင်ခြင်းသုံးသက်တယ်ပြီးတော့အခါအများရန်စူးစမ်းနေရပေါ့နော်မှာ KC ရမယ့်နေရာတွေမှာ JK အသက်နိုင်ဆုံးအများကြီးစူးစမ်းပြီးတော့ KC ထားပါမယ် JK ရဲ့ international ပထမဆုံးပွဲဆိုပေမဲ့ JK က stage ကိုတအားနှစ်သက်တယ်ပေါ့နော်အဲဖြစ်တဲ့အတွက်ကြောင့် international stage မှာရတယ်ဆိုကြရက JK ကတော့ opportunity တခုလိုပဲမြင်ပါတယ်အဲဖြစ်တဲ့အတွက်ကြောင့်လည်း JK အခုအဲ့မှာတွားခွင့်ရတဲ့အတွက်အား excited ဖြစ်နေပါတယ်ပေါ့ talent performance ကလည်းအကုန်လုံး JK ရဲ့အမြိုင်စူးစမ်းထားတဲ့ဟာတွေဖြစ်ရပေါ့နော်ဒါလေးကတော့ surprise type မှာဖြစ်ပါတယ်ရှင်။ Jacket ကိုမိုက်စားပြရအောင်။အဲကိုချင်တဲ့ဟာဖြစ်မလားပေါ့။ JK တို့ရဲ့ national costume ဆိုလို့ရှိရင် JK တို့မြန်မာနိုင်ငံမှာရှိတဲ့လုံးဝအစစ်အမှန် အမွေအနစ်ပေါ့ကွယ်အအရိုးရာတွေကတခုကိုပဲ JK တို့ယူပြီးတော့ချပြတော့မှဖြစ်ပါတယ်တက်နိုင်လို့ရှိရင်အကုန်လုံးချပြချင်တယ်ပေါ့ဒါပေမဲ့လည်းအခု JK တို့ကတစ်နှစ်မှတစ်ယောက်ပဲချပြခွင့်ရတဲ့အချိန်မှာအဲ့ဒီလုံးဝအဲ JK နဲ့လည်းနည်းနည်းအဆက်တဲ့ဒီချပြတော့ဖြစ်ပါတယ်ရှင့် JK တို့ကဒီ performance ကြွရဲဆိုတာချက်ကိုယ့်ရဲ့ NC ကိုလုံးဝပေါ်အောင် ပြရဲဆိုလို့ရှင့်ဒါအောင်မြင်တယ်လို့ JK ကတော့ယူဆရဲအဲဖြစ်တဲ့အတွက်ကြောင့် JK တို့ကဒီကိုယ့်ရဲ့ NC နဲ့ light ပတ်အောင်အများကြီးလုပ်သွားမှာဖြစ်ပါတယ်ရှင့်ဟုတ် ခုနပြောခဲ့တဲ့အတိုင်းပဲပေါ့နော် public awareness တို့ဒီ meaning meaningful entertainment ပေါ့ကွယ်အဲ့ဒါပေးရတာတအားပေါ်ချရတယ်ဒါလေးကို JK ဆက်ပြီးတော့လုပ်သားမှာဖြစ်ပါတယ်ဒါလေးကတော့ JK ရဲ့အားသာချက်ဖြစ်တယ်အမေကဘာလို့ support ပေးတာ JK ကိုအမေတို့အဖေတို့အများကြီး support ပေးရပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မမေတို့လည်းကျေးဇူးတင်ပါတယ်အခုအပါမယ်ဆိုတော့ JK ကပို့ပြီးတော့100%အရှိသွားတာပေါ့နော်အဲ့လိုတော့ရှိပါတယ် ဒီနေ့တောင်စနေပြီပေါ့နော်ပထမနေ့ရဲ့အဲ့ရဖြစ်တဲ့အတွက်ကြောင့် JK ကဒီလိုအရင်ခုံနေဆိုတာကလုံးဝပျော်နေတာပေါ့နော်။ဘာဘယ်လိုမျိုး experience တွေရမလဲ JK တို့ရဲ့ miss တဲ့ဆိုလို့ရှိရင်တော့အဲဘယ်သူနဲ့အခန်းဖော်ပြကြတော့မလဲဆိုတာဒါအရင်ခုံစိတ်လှရှား ကတော့ JK ရဲ့ပကုံးပေါ်မှာမြန်မာနိုင်ငံတစ်ခုလုံးကိုချမ်းပြီးတော့ represent လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်အဲတာဝန်လဲပူကြီးတယ်လို့ JK ကတော့ opportunity တစ်ခုလို့လည်းမြင်တယ်အဲဖြစ်တဲ့အတွက်ကြောင့် JK အများကြီးဆက်ပြီးတော့ကြိုးစားတော့မှာဖြစ်ပါတယ်ရှင့်အဲပရိသတ်ကိုကတော့ JK ပြောချင်တာကတော့ JK ဘက်ကနေပြီးတော့အဲအများကြီးကြိုးစားထားတာဖြစ်တဲ့အတွက်ကြောင့်ဆက်ပြီးတော့လည်းကြိုးစားမှာဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုတော့လုံးဝစိတ်ချလို့ရပါတယ်ရှင့်ဟုတ်ကဲ့ခု JK တို့ရဲ့ဒီ Miss Grand International ဟာဆိုလို့ရှိရင်ဒီ ူရဲ့ theme ကို spy theme entertainment theme ဖြစ်နေတော့ JK လည်းအဲ့ဒီမတိုင်ခင်တုန်းကမြန်မာစားမှာဆိုလို့ရှိရင်အများကြီးသွားခဲ့တယ်ပေါ့နော်အဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကတော့ JK တို့အတက်များဖြစ်နေမလားအဲ့လိုတော့ခံစားရပါလို့ရှင့် concept မိနေတာပေါ့နော်အဲ့လိုပြောချင်တာပါဟုတ် much for being here with me today on this airport for my departure to Thailand. And I'm gonna give my best, and we're gonna give not just entertainment, we're gonna give something meaningful to the stage. So I hope everybody would also watch every step that we take, and may God bless this journey and also everyone who support us. Thank you so much. JK Sophia, Miss Grand, Myanmar.